မိတ်ဆွေတို့ဒီနေ့မျှဝေပေးခြင်းတဲ့ software လေးရတော့စန္ဒယတန်တဲ့ classical guitar တန်လေးကိုအရန်လမ်းပြီးအရန်လှတဲ့ piano tet 8 pro ဆိုတဲ့ software လေးဖြစ်ပါတယ်ဒီ piano tet 8 pro vst instrument software လေးဟာ megabyte 100ကျော်လေးပဲရှိပါတယ် software သေးပေမဲ့အတန်ကာလာစွမ်းဆောင်ရည်အရန်ကောင်းလို့မျှဝေပေးလိုက်တာပါ home studio တိုင်းမှာစောင့်ထားတဲ့ ਨੇ ပလက်ရင်လေးတစ်ခုဖြစ်ပါတယ်အရင်ဆုံး ်ဂီတာတန်လေးကိုအရင်ဆန်းပြပါမယ် မနှိပ်လိုက်လို့ရှိရင် piano တန်လေးအများကြီးပါသလို electric piano တွေလည်းပါတယ်ဂီတာဆိုရင် classical ဂီတာတန်ကိုဒီမှာအများကြီးထည့်ပေးထားပါတယ်ဒီတန်ချင်းလေးကိုကျွန်တော်မမြန်လေးစမ်းပြသွားမယ်ဒီညာဘက်လေးကိုနှိပ်သွားရင်တန်ချင်းပြောင်းသွားမှာဖြစ်ပါတယ် အဲ့တော့ electric ရောသွားတဲ့တမနော် electric classical guitar だ electric guitar jazz bow ော်ဒီ classical guitar တစ်မျိုးတည်းမှာမှာဒီမှာအတန်ကာလာမျိုးစုံရှိတယ်ဒီမှာ guitar one line နဲ့ပဲကျွန်တော်အရင်ဖွင့်လိုက်မယ်ဒီ classical guitar one line ဒီမှာ velocity တွေကိုစိတ်ကြိုက်ပြင်လို့ရတယ် microphone ကိုလည်းရွေးလို့ရတယ် binary ရွေးမလား studio phone နဲ့ရွေးမလား monophone နဲ့ရွေးမလားရွေးလို့ရတယ်ဒီမှာ mic ရဲ့အထားအသို့ပုံစံကိုလည်းကိုယ်စိတ်ကြိုက်ဘယ်နေရာထားမလဲ mic ဖမ်းယူတဲ့အနေအထားကိုစိတ်ကြိုက်ပြောင်းလို့ရတယ်ဒီမှာ mic အမျိုးအစားဆိုရင်လည်း ညူမန်ရဲ့နာမည်ကြီး U87 mic တွေကိုရွေးပေးထားတယ်။အောက်က C414 ဆိုတာကတော့ AKG ရဲ့ mic တွေ။ DPA တော့ကျွန်တော်လည်းမသိဘူး။နာမည်ကြီး mic တွေပေါ့နော်။ဒါကျွန်တော်လက်မလေးလာမိသေးတဲ့ mic တွေပေါ့။အများကြီးပါတယ်။ဒီ mic တွေပြောင်းလိုက်တာနဲ့အတန်ကာလာပြောင်းသွားမယ်။ mic တွေရဲ့ position ကိုစိတ်ကြိုက်ထားလို့ရတယ်။ mic ကို၄မျိုးအထိ ပေးထားတယ်။နောက်တစ်ခါဒီဘက်မှာ action action မှာဆိုရင်ဒီကျွန်တော် keyboard ခြေနှင်းပေါ့ခြေနှင်းရဲ့ setting တွေချိန်မိုးထည့်ပေးထားတယ်။ ီမှာလည်းတသက်ချိန်စရာတွေပါတယ် humanization လူလူမှုနဲ့တူအောင်ပေါ့ velocity တွေ delay တွေနောက်တစ်ခါ equalizer ပါမယ် equalizer စိတ်ကြိုက်ပြန်ချိန်လို့ရတယ်အဲ့မှာမှာ preset တွေကိုစိတ်ကြိုက် equalizer ကိုပြောင်းလို့ရတယ် note effect ကဒီမှာ modulation ပါမယ် vibrato effect ပါမယ် tremolo effect ပါမယ်အောက်က effect မှာ rapetto ပါလို့ပါမယ် delay တို့ဒါတွေကိုကိုစိတ်ကြိုက်ပြန်ချိန်ပြီးတော့ဒီအတန်ကာလာကိုစိတ်ကြိုက်ချိန်လို့ရတယ်ပြီးရင်စေလို့ရတယ်ကိုစေထားတဲ့အတန်ကို ိုနောက်ပြန်ခေါ်သုံးခြင်းနဲ့ခါမှာသုံးလို့ရအောင်စေထားလို့ရတယ်ဒါပေမဲ့ဂီတာဂီတာနှုတ်လေးတွေကိုဒီမှာပြရနေတယ်အောက်မှာဆန်နေရပြူပေါ်မှာဂီတာပြူဒါဂီတာပိုင်းပေါ့နော်ပြီးရင်ကျွန်တော်ပြီးရင်တော့ပြီးရင်တော့ဆိုတော့အတန်ကာလာတော့တပုံကြီးကိုပါလား အဲတခုချင်းမှမှာတပုံကြီးပါတယ်တမမှာတခုချင်းမှမှာအမျိုးအစားအများကြီးပြန်ခွဲထားသေးတယ်မစတူဒီယို recording chamber recording jazz recording ဒီမှာ moderity ဒီ moderity အများကြီးထက်ထည်ထားပေးသေးတယ်ဒီ piano တန်လေးကိုတစ်ချက်နှောင်းကြည့်မယ်အောက်မှာပယ်ရလေးခုထည့်ပေးထားတယ်ဒီပယ်ရလေးခုနဲ့အတန်တွေပြောင်းလို့ရတယ်ကျွန်တော်လုပ်ပြမယ် နကေတာတန်မှာလည်းဒီပက်တယ်တွေကိုဆော့လို့ရတယ်ဆော့ရင်တန်တွေပြောင်းသွားတယ်ဒီမှာတန်တန်ချင်းကိုဒီလိုရွှေ့သွားလို့ရတယ် ီယန်နိုတန်နေစမ်းမယ်ဆိုတော့အများကြီးပါเนาะဒါမိတ်ဆွေတို့သုံးဆွဲပြီးတော့စမ်းသက်ကြည့်လို့ရတယ်။မကျွန်တော် EP လေးတစ်ချက်စမ်းကြည့်မယ်။ဒီအလေကောင်လေးဆိုဆွာတယ်ဒီကောင်လေးဆိုရင်ဝက်သွားတယ် leve nada. အောင်မှာဗိုက်ဘရာဖုန်းတို့ဆယ်လစ်စတာတို့ပါတို့ချက်ဆန်းကြည့်မယ်ဒိုင်းပီရနော်ကျွန်တော်ပတ်တလားတန်လေးဆန်ပါကလင်ပါ

တ်ဟန်ဟန်ပန်ဟန်ပန်လည်းပါတယ်ဒါတန်ထရန်နောက်ဆောင်းတန်တွေလည်းပါတယ်ဒီမှာ concert hub

ကျွန်တော်တို့ဟုံးစတူဒီယိုမှာစောင့်ထားတဲ့ BSD plan လေးတစ်ခုဖြစ်ပါတယ်။ file size သေးပြီးအတန်ကာလာတွေလမ်းနဲ့တန်ဖိုးရှိတဲ့ software လေးတစ်ခုဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ VIP Telegram group မှာတော့ဒီကောင်လေးတွေကို တင်ပေးထားပါတယ်။ဟိုတိကျနာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်။ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး။ ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်